21တပိုင်းတစအချစ်များတမီးလေးပေါက်ပေါက်တမီးမေးခဲ့တဲ့ မေးခွန်းနှစ်ခုတည်းကတခု OG ဘဝအားကြသလားခေါင်းစဉ်လေးကိုဖြည့်ပြီးသွားပြီးကြီးပြင်းလာတဲ့တနေ့ကျရင် OG မမလှုပ်ချင်တယ်လို့စိတ်ကူအိမ်မက်ခဲ့တဲ့တမီးလေးအတွက် OG ဆိုတဲ့ဆရာဝန်ဘဝအကြောင်းတောင်းပန်းထွေလာတွေကိုမိတ်ဆက်ပေးခဲ့တယ်ဘယ်ယာမျိုးမဆိုအမှန်အတိုင်းအရှိကိုအရှိအတိုင်းတေချာတိပြီးတော့ရွေးချယ်ရာမျိုးကမှတကယ်စစ်မှန်တဲ့ရွေးချယ်မှုဖြစ်နိုင်တာ အပေါ်ရန်အမြင်ကလေးနဲ့ဆုံးဖြတ်ရေးချယ်မှုတွေမှာမိမိရဲ့ရည်မှန်းချက်နဲ့နှမ်းထွက်မကိုက်တာတွေလက်တွေ့ကြုံကြရတော့မှနှောင်းနှောင်တာနောင်မရတတ်တဲ့အဖြစ်မျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်မဟုတ်လားလောကကြီးမှာအပေါ်ရန်အမြင်နဲ့တကယ့်အတွင်းသဘောဟာတိုက်ဆိုင်ခြင်းမှတိုက်ဆိုင်တတ်တာပါကြီးရသည်လို့အပြင်းမှန်းကြည့်တော့လှပေမဲ့အတွင်းကြတော့ဘာဆိုပါမှအနှစ်သာရမရှိတဲ့အသီးမျိုးရှိသလို အပြင်ကကြည့်တော့စူးကြီးတွေထိုးထိုးထောင်ထောင်နဲ့အယုပ်ဆိုးပြီးကြောက်မက်ဖွယ်ရာအစင်းရှိပေမဲ့အတွင်းမှာအင်မတန်ချိုးမွေးပြီးအရသာပြည့်တဲ့ဒူးရင်သီးလိုအသီးမျိုးလဲရှိတတ်ပြန်နေမဟုတ်လားဒါကြောင့်ရွေးချယ်မှုတွေလုံးကြတဲ့အခါမှာဘတ်ပေါင်းဆောင်ကကြည့်ပြီးအသိဉာဏ်ပညာနဲ့ကြိုးကြောင်းဆင်ခြင်ပြီးချင့်ချိန်တင့်တယ်လို့ပြောကြတာအထူးသဖြင့်မိမိဘဝတစ်ခုလုံးကိုမြှောက်နှံပြီးလှုပ်ကြရမယ်အတမွေးဝမ်းကြောင်းအလုပ်ရဲ့ မိမိနဲ့တသက်လုံးအတူလက်တွဲရှောက်လှမ်းကြမဲ့ဘဝခရီးပေါ်ရဲ့ဒီနှမျိုးကိုရွေးချယ်တဲ့အခါမှာတမီလေးပေါပေါအပေါ်ရန်အမြင်နဲ့အထင်နဲ့တွေမဆုံးဖြတ်မိဖို့အရေးကြီးတယ်လို့ဥဥကပြောချင်တာပါ အခုတမီမေးတဲ့နောက်မေးခွန်းလေးတစ်ခုကို ထပ်ပြီးဖြေမယ်နော်တမီကမေးခဲ့တယ်မဟုတ်လားတမီရဲ့ဝမ်ခွဲမမကြီးတယောက်ကိုဝင်သုံးလမှာပြက်ကြတယ်အိုဂျီနဲ့ပြတာပြီးတအိမ်ချရတယ်သူကအရင်တော့ကနှစ်ခါတိတိဘိုက်ခွဲပြီးမွေးဘူးသူ ။တအိမ်ချစ်ပြီးပေမဲ့တွေးထက်စင်းနေတော့အဲ့ဒါနဲ့အိုကြီးပြန်ပြအထွာဆောင်ရိုက်ကြည့်ပြီးတအိမ်နဲ့အပိုင်းစလေးတွေကျန်နေလို့ဒီလိုသွေးစင်တာဖြစ်တဲ့ဆေးပေးပြီးစက်ကူလို့ရတယ်လို့ရှင်းပြတယ်။ဒါပေမဲ့တမီးမမကြီးကမကျေနပ်လို့နောက်အိုကြီးတယောက်ကိုပြတော့တအိမ်ပြန်ချစ်ရမယ်လို့ဆုံးဖြတ်ပြီးတအိမ်ထက်ချစ်ရတယ်။မမကြီးခမညာနှစ်ခါတော့တအိမ်ချစ်ခံလိုက်ရတယ်။ဒါဘာကြောင့်ဒီလို ဖြစ်ရတာလဲ။ပထမအိုကြီးကညံ့လို့လားမကျွမ်းကျင်လို့လားလို့တမီးကစိတ်ဝင်တစားနဲ့မေးခဲ့တယ်နော် ကိုင်းတမီးလေးရေပထမဆုံးတန်မုတ်တွေကာလာလေးကို အရင်ရွတ်တန်ခမောက်လေးစောင်းလိုက်အောင်မယ်ပြီးတော့မှ မရေတရေဖြည့်ကြည့်ရသေးရပေါ့တမီးကြားဘူးတယ်ဟုတ်အမေးနွားကြောင်သာအဖြေကြတော့ဟိုတင်းဟိုဟာဆိုတဲ့စကားကိုလေဥဥအလကားစတာပါဒီအကြောင်းကိုဥဥမဖြေခင် ပထမဆုံးသမီးလေးကို ကလေးပြတ်ကြခြင်း miscarriage ဆိုရာရဲ့တအိမ်ချစ်ခြင်း DNC dilatation and cretage ဆိုတာရဲ့အကြောင်းနည်းနည်းရှင်းပြဖို့လိုပါလိမ့်မယ်ဒီအကြောင်းတွေနားလည်ပြီးပြီဆိုမှဒီမေးခွန်းလေးကိုပို့ပြီးပြပြပြင်ပြင်ဖြေနိုင်မှာခလေးပြကြရဲဆိုတာဟာကိုဝင်ဆောင်မိခင်တွေအတွက်တကယ့်တည်ဆိုပဲခံစားချက်ဝေဒနာမျိုးစုံကိုပေးစွမ်းစေတတ်တဲ့အဖြစ်ဆိုမျိုးပေါ့မိမိရဲ့ဝမ်းကြတိုက်ထဲမှာခိုဝင်နာလို့ကြီးထွားလာမယ်မှမကြံသေးဘူးမပွင့်လန်းခင်အငုံအဖူးလေးပွားမှာပဲကျွေနှွမ်းသွားရတဲ့ပန်းကလေးတွေပဲပေါ့ မိခင်6ယောက်မှာတယောက်နှောင်းလောင်အထိဒီလိုအဖြစ်မျိုးကြုံကြရတယ်လို့ဆိုကြတယ်။ကလေးပြတ်ကျသွားတာမှာပုံစံမျိုးစုံရှိရယ်ပြတ်ကျဖို့ကိုပဲအယောင်ပြတာ threatened abortion ပြက်ကိုပြတ်ကျရတော့မယ်ကိုဝင် evertive abortion အလုံးကုံစင်ရှင်းလင်းအောင် ပြတ်ကျလို့သွားတာ complete abortion တပိုင်းတစကြံရစ်တဲ့တပြတ်ခြင်း incomplete abortion ရိုးရိုးပြတ်ကျတာမဟုတ်ပါပဲကလေးဖြတ်ချတာ induce abortion ယောဂပိုးမွှားတွေဝင်ရောက်ဖျက်ဆီးကြတဲ့တပြက်ချင်း spastic abortion ထက်ခါထက်ခါကိုဝင်ပြက်ကြခြင်း recurrent abortion စသဖြင့်တပြက်ချင်းပေါင်းများစွာ ရှိပါတယ်ဒီအကြောင်းတွေအလုံးကိုတော့မရှင်းပြတော့ဘူးနော်တမီးလေးခေါင်းမူးသွားမှဆိုလိုပါဒီကောင်းစဉ်တွေအားလုံးကိုတားပြတ်သားလျှော့ဘဝအမောဆိုတဲ့ကောင်းစဉ်နဲ့အခန်းဆက်စောင်းပါရှိအဖြစ်ဇီဝကမဂ္ဂဇင်းမှာ6လတိတိဇက်တိုက်ရေးခဲ့တယ်။ မကြခင်မှာအဲ့ဒီဆောင်ပါတွေအားလုံးကိုစူစီပြီးစာအုပ်ထွက်လာတော့မှမို့အဲ့ဒီကြမှာတဝကြီးဖတ်တော့နော်ကလေးပြတ်ကြရတဲ့အကြောင်းရင်းတွေက အများကြီးဘာကြောင့်မဲဖြစ်ဖြစ်ပြတ်ကြပြီးဆိုပါတော့သူဟာသူအကောင်အစင်ပြတ်ကြရှင်းလင်းသွားပြီးဆိုရင်တော့ဘာမှထွေထွေထူးထူးကုသမှုမလိုအပ်တော့ပါဘူးတကယ်လို့ပြတ်ကြတဲ့ကလေးတဝက်တစ်ပြက်အပိုင်းအစလေးပဲဖြစ်ဖြစ်တအိမ်ထဲကြံရိတ်ခဲ့ပြီးဆိုရင်တော့အဲ့ဒီကလေးလေးကိုတအိမ်ထဲကထွက်သွားအောင်ရှင်းထုတ်ဖို့နီလန်းမျိုးစုံတုံးလို့ရတယ်တမီးရေး အဲ့ဒီနီလန်းတွေတဲကပထမဆုံးနေ expectant treatment တဘာဝနေကတအိမ်ထဲမှာကလေးလေးတည်ဆုံသွားတဲ့အခါတဘာဝအလျောက်တအိမ်ရဲ့နေရန်ကကြွက်သားတွေအလိုလိုညှစ်ချလိုက်ပြီးရှင်းလင်းသွားစေတဲ့နေဘာဆေးမှ ပေးစရာမလိုတအိမ်ချစ်စရာလည်းမလိုပဲဒီတိုင်းစောင့်ကြည့်ရနေဘယ်နည်းမှမစိုးအကောင်းနဲ့အဆိုးဟာတွန်တွဲရှိနေတတ်တယ်ဟုတ်တယ်လေလောကကြီးမှာဘယ်အရာမှ၆ပြစ်ကင်းတဲလဲစင်ဆိုတာမရှိဘူး အဲ့ဒီနည်းရဲ့ကောင်းတဲ့အချက်ကတဘာဝနည်းကိုသုံးနာဖြစ်လို့စေစားစရာမလိုခွဲစိတ်ခံဝင်စရာမလိုပဆန်လဲအကုန်ကြတတ်တာအချိန်တန်ရင်နှပင်ကံမှာပဲစောင့်ကြည့်နေုံပဲစိုးတဲ့အချက်ကတော့အချိန်မှာပဲဘလောက်ကြကြာစောင့်ကြည့်ရမှာလဲအချိန်ကဘယ်တော့တန်ပြီးနှပင်ကဘယ်တော့ကံမှာလဲဆိုတဲ့ခန့်မှန်တွက်ဆဖို့တော့မလွယ်တရက်လားတပတ်လားတစ်လလားနောက်တစ်ခါကနှပင်ကံနေဆိုရင်တော့မသေးကြဘူးအားလုံးကုံစင်သွားမယ်လို့တေချာပေါက်ပြောမရသလို့ အထဲမှာအပိုင်းစတွေကြံရင်နိုင်နေအဲ့ဒီအခါကျမှခွဲစိတ်ခံဝင်ဖို့လိုချင်လိုနိုင်နေ။ကဲဘယ်နဲ့ရှိစားအဲ့ဒီကလေးလေးထွက်မသွားမချင်းမိခင်ဟာစိတ်အေးလက်အေးနေလို့ရပါမလားသူ့ရဲ့ပုံမှန်အလုပ်တွေကိုနောက်ဆက်မတင်မဲ့အပတရစိတ်ရောကိုပါလုံနိုင်ပါမလားစိုးတထိတ်ထိတ်နဲ့ပူပင်တော့ကတွေရင်ထဲလွယ်ထားရသလိုဖြစ်နေမှာပေါ့ဒါကြောင့်ဒီနီးဟာတိတ်ခင်မစားလူကြိုက်လည်းမများဘူးတမီးရေနောက်တနီးစကြဆိုဒီနီးကတော့ medical treatment စေပေပီရှင်းထုတ်တဲ့နေ့ဒီနေ့မှာအဆင့်နှစ်ဆင့်ရှိရယ်ပထမဆုံးတောက်စေတမျိုးပေးပြီးတအိမ်နေရမှာကတ်နေတဲ့ဥဝဲလေးကိုခွာထုတ်တဲ့အဆင့်ဒီဆေးကို RU486 Mifi Presto လို့ခေါ်တယ်။အဲ့ဒီဆေးကဥရောနိုင်ငံမှာတော့အလွယ်တကူရှာမရဘူး။အဲ့ဒီဆေးတောက်ပြီး36နာရီကြာတဲ့အခါကျတော့မှတအိမ်ထဲကကွာကျနေပြီဖြစ်တဲ့ဥဝဲလေးကိုထွက်ကြသွားရအောင်တအိမ်ကြက်သားတွေကညှစ်ထုတ်စေတဲ့ဆေးတောင့်ကို ငွေလန်းချောင်းရဲ့ထိတ်ကိုထည့်တဲ့နေ့ prostaglandin လို့ခေါ်တဲ့ဆေးတမျိုးကိုထည့်တာဖြစ်တယ်။အဲ့ဒီနေ့မှလည်းအကောင်းတဲ့အဆိုးတွေရှိပါသေးတယ်။ကောင်းတာကတော့ပထမနေ့လိုအကြကြီးစိတ်ပူပန်စွာစောင့်နေဖို့မလိုဘူး။ခွဲစိတ်ခံတဲ့ဒီနေ့အောင်မြင်သွားရင်ဝင်စရာမလိုဘူး။အကုံအကြလဲခွဲကန်းနဲ့ဝင်လာနေစာရင် ပို့ပြီးတက်တာတယ်။ဒါကြောင့်ခွဲစိတ်ရင်ရနိုင်တဲ့စိုးကျိုးတွေကိုလည်းရှောင်နိုင်တယ်။ဒါပေမဲ့မကောင်းတာတွေကတော့ဒီနည်းကလည်းရနှုံးပြေတော့မအောင်မြင်တတ်ဘူး။ ရက်လဲနည်းနည်းတော့ကြာတယ်အနည်းဆုံး2ရက်3ရက်ခွဲတအိမ်ချစ်ရင်တမနက်ပဲကြာမယ်မဟုတ်လားအစင်မသိရင်လဲသွေးတွေအများကြီးစင်ဆက်တယ်တဝက်တစ်ပြက်ပဲထွက်ပြီးအထဲမှာကြံရစ်တတ်တယ်အဲ့ဒီအခါကျအရေးပေါ်ခွဲစိတ်ခံဝင်ပြီးတအိမ်ချစ်ရတတ်တယ်စေးပေးပြီးကုသနီမှလဲနောက်တစ်မျိုးရှိရယ်ဒါကတော့တအိမ်နဲ့ကြံရစ်ခဲ့တဲ့အဲ့ဒီအပိုင်းစာလေးဟာတိတ်သေးလေးဆိုရင်လဲဒီလိုမျိုးတအိမ်ကျုံစီထည့်ရင်ထည့်မထည့်ရင်လဲ antibiotics ပတိစီဝါစေပေပြီးစောင့်ကြည့်ရနေအဲ့ဒီနေကလည်းစေပေပြီးတော့နှစ်ပတ်လောက်စောင့်ကြည့်ပြီးမှအထွာဆောင်ပြန်ရိုက်တဲ့နေဖြစ်တဲ့သမီးရေကြည့်ရတာသမီးမမတော်ပြခဲ့တဲ့ပထမဆရာဝန်ကဒီစေပေပြီးကုတဲ့နေနဲ့ကြံခဲ့တဲ့အပိုင်းစာလေးကိုရှင်းထုတ်ဖို့ရည်ရွယ်တာဖြစ်လိမ့်မယ်လို့တွက်ဆရပါတယ်တတိယနေကခွဲစိတ်ခံဝင်ရတဲ့နေစာကြည့်ကဲ treatment လွယ်လွယ်ပြောရင်တော့သမီးပြောတဲ့တအိမ်ချင်းဒီ DNC delectation and cottage ဖြစ်တယ် ပြောရမယ်ဆိုရင်တော့အများဆုံးသုံးတဲ့နေ့လူကြိုက်များတဲ့နေ့ကောင်းတဲ့အချက်တွေကခွဲခန်းတဲ့ခဏဝင်ပြီးမိနစ်ပိုင်းအတွင်းပြန်ထွက်လာတာနဲ့ကိစ္စပြီးပြီးမြန်နေမနက်ခွဲပြီးနေ့လယ်ဒါမှမဟုတ်ညနေဆိုရင်အိမ်ကိုပြန်နိုင်တယ်နောက်တရက်ဆိုရင်ဒီကိစ္စဟာအတိတ်မှာကြံ့ရစ်ခဲ့ပြီးပျောက်ကင်းမှုနှုံးကလည်းအမြန်ဆုံးပဲပေါ့ဒီနေ့ရဲ့မကောင်းတဲ့အချက်တွေကိုလည်းပြောပြရလိမ့်မယ်ခွဲစိတ်ခံတဲ့ကိုဝင်ရပြီးခွဲစိတ်ရပြီးဆိုတဲ့အခါတိုင်းမှာတည်တည်နဲ့တတိပြုရမယ့်အချက်တွေကတော့ ကြုံရတတ်တဲ့ဖြစ်တတ်တဲ့အနေရတွေပါပဲမိစေကိုပေးပြီဆိုကြတဲ့ကမိစေရဲ့အနေရကရှိနိုင်တယ်မိစေပေးပြီးတတိလက်သွားတဲ့အချိန်မှာအစာရင်ကနေအစာတွေဟာအထက်ကိုဆန်တက်ပြီးအစာမျိုးပြုံနဲ့အသက်ရှူလမ်းကြောင်းဆက်တဲ့နေရာက အဆိုးရှင်လေးမှားရင်းပွင့်သွားချိန်မှာအဆုတ်သေးဝင်တတ်တယ် aspiration pneumonia လို့ခေါ်တဲ့ကြောက်မက်ဖွယ်အန်ရယ်ဆိုးနဲ့ကြုံပြီးအသက်ဆုံးတတ်တယ် ဒါကြောင့်လဲခွဲစိတ်ခံဝင်မဲ့လူနာတိုင်းကိုအ ਨੇ စုံ6နာရီချပြီးလုံးဝအစာမစားဖို့ရေမတောက်ဖို့တင်းတင်းကြပ်ကြပ်တားမြစ်ရခြင်းရဲ့ရည်ရွယ်ချက်ကဒီအန္တရာယ်ကြောင့်ပါပဲတချို့လူနာတွေကဒီရွယ်ချက်ကိုတေချာနားမလဲမသိတော့မကြောက်မျက်ကန်းတစေမကြောက်ဆိုသလိုတတိလစ်ပြီးစားမိတောက်မိတာတချို့ကငါဘာသာစားတာဘသူမှမသိပါဘူးဆိုပြီးခိုးစားတာဒါတွေဟာတေမင်းကို မထိမဲ့မြင်လောက်တာပါပဲ ဟာယိုတဲ့ထိုးထဲတဲ့ထုံစေးမှလည်းအနေရကတော့ရှိတာပါပဲ spinal shock လို့ခေါ်တဲ့ဆေးထိုးချိန်မှာသွေးပောင်ချိန်ဟာရုတ်တရက်ကျသွားပြီး short ရနိုင်တယ်ဒါကြောင့်ဒီဆေးထိုးချိန်မှာသွေးပောင်မကျသွားရအောင်ဓာစားရည်ကိုအကြောထဲမြင်မြန်ထည့်ပေးရတယ်သွေးပောင်ကျရင်ထိုးရမယ့်ဆေးတွေကအစအားလုံးအဆင်သင့်ဆောင်ထားရပါမယ်ခါယိုတဲ့ထိုးထဲတဲ့ထုံစေးနောက်တစ်မျိုးရှိသေးတယ် epidural လို့ခေါ်တယ်အဲ့ဒီဆေးထိုးတဲ့အခါမှာလည်းအဆင်မသင့်ခဲ့ရင်အသက်ရှူရက်သွားတာ သွေးပေါင်ကျသွားတာနှလုံးခုန်ရက်သွားတဲ့အထိဖြစ်နိုင်တယ်။အဲ့ဒါလို့မဖြစ်အောင်တတိထားပြီးထိုးနိုင်မှုဆိုရရဲ့မတော်တဆဖြစ်သွားရင်လည်းအ мян ဆုံးသိပြီးအသက်ကယ်နိုင်မှုအရေးကြီးရပေါ့။မေးစေးပေးပြီးပြီဆိုပါတော့နောက်တဆင်းကတအိမ်ချစ်တဲ့ကိစ္စတအိမ်ချစ်ရတဲ့အခါမှာလည်းပဲအန်ရယ်လေးတွေဖြစ်တတ်တဲ့သဘာဝလေးတွေရှိတဲ့သမီးရေပထမဆုံးဖြစ်တတ်တဲ့အန်ရယ်ကတော့အစင်မသိရင်တအိမ်ပေါက်သွားတတ်တာပဲဖြစ်တယ်။အထူးသဖြင့်တအိမ်နယံကအရန်ကိုပါနေတဲ့အခါမျိုး ဖြော့နေတဲ့အခါမျိုးပိုးမွှားတွေဝင်ရောက်တိုက်ခိုက်ခံထားရလို့တအိန်နယံကကြွက်သားတွေဟာရွဲပလဲနေတဲ့အခါတိတ်ကံဆိုရင်ငကိုကလေးကလက်တယ်ကဖဲထီးတန်ချောင်းနဲ့ထိုးထားလို့တအိန်ဟာပောက်ပြီးသားဖြစ်တဲ့အခါအဲ့ဒီအခါမျိုးတွေမှာပိုပြီးပောက်ဖို့လွယ်တာပေါ့ဥပမာ အသက်ကြီးတဲ့သွေးဆုံးပြီးတဲ့အဖွားကြီးတွေမှာတအိန်နယံဟာစက်ကူလေးလိုပဲပါလွှာနေတဲ့အခါကိုဝင်ရှိချိန်တအိန်ဟာအရန်ပြော့ပြောင်းပြီးနူးညံ့တဲ့အခါပောက်လွယ်တယ် တအိမ်ချစ်ရင်နဲ့သွေးထွက်လွန်တတ်တဲ့အနေရလေးရှိတယ်။အထူးသဖြင့်အရင်ခွဲစိတ်မွေးဖွားပြီးတအိမ်ကိုချစ်ရတဲ့အခါမှာအချင်းဟာခွဲစိတ်တရားရှိတဲ့တအိမ်နေရနဲ့ကို ဖောက်ထွင်းဝင်ရောက်တွေ့ကပ်နေတဲ့အခါသွေးထွက်လွန်တတ်တယ်။အဲ့ဒါလို့တအိမ်ပေါက်သွားချိန်သွေးတွေအရန်ကရောထွက်တဲ့အချိန်မျိုးကြရင်ချက်ချင်းခွဲစိတ်ပြီးတအိမ်ကိုထုတ်ပြရတဲ့တဲ့ဖြစ်နိုင်ခြေရှိရသမီးရေ။ဒါကြောင့်မို့လဲတအိမ်ချစ်တယ်ဆိုတဲ့ operation ကို minor operation လို့လွယ်လွယ်လေးသတ်မှတ်လို့မရဘူးသမီးရေ။ ခွဲစိတ်မှုတွေကို မေဂျာရဲ့မိုင်နာရဲ့ဆိုပြီးအကြမ်းမြင့်ခွဲခြားထားတယ်။တာဖွာမီရဲ့ပညာခွဲစိတ်မှုတွေမှာဆိုဥပမာတအိမ်ထုတ်ပြတဲ့ခွဲစိတ်မှုဥပမာတအိမ်ထုတ်ပြတဲ့ခွဲစိတ်မှု hysterectomy ကို မေဂျာတအိမ်ချစ်တာ DNC ကိုမိုင်နာလို့သတ်မှတ်ကြတာပေါ့မိုင်နာဆိုတော့အသေးစားအပေါ့စားအပြော့စားခွဲစိတ်မှုလေးကို ဆိုလိုတာဒါပေမဲ့တမိပဲစဉ်းစားကြည့်ခုနကပြောသလိုတအိမ်ချစ်ရင်မတော်တဆတအိမ်ပေါက်သွားမယ်ဆိုရင် ချက်ချင်းတအိမ်ထုတ်ပြစ်လိုက်ရတဲ့အဖြစ်မျိုးကြုံရပြီဆိုပါတော့အဲ့ဒါဆိုရင်မိုင်းနာကနေမေဂျာအဖြစ်ကိုချက်ချင်းပြောင်းသွားတဲ့သဘောမဟုတ်ပေဘူးလားသမီးယာနောက်ဖြစ်နိုင်ခြေတစ်ခုကတော့တအိမ်ချစ်ပြီးတဲ့အခါတအိမ်နေရာမှာကတ်နေတဲ့အချင်းအပိုင်းအစတွေအကုန်မပါသွားပဲအထဲမှာကြံရိတ်ခဲ့နိုင်တာပါပဲတအိမ်ကိုချစ်တဲ့အခါမှာဆရာဝန်အနေနဲ့ဂရုပြုစရာတစ်ခုကတော့အချစ်လွန်သွားတတ်တာရဲ့ချစ်တာမကုန်ပဲကြံရိတ်ခဲ့နိုင်တာရဲ့အဲ့ဒီဖြစ်နိုင်ခြေတွေအတွက်ချင့်ချိန်ပြီးချစ်ရတာ အချစ်လွန်သွားရင်လည်းတအိနေရန်ပေါက်ထွက်သွားနိုင်သားရဲ့နေရန်ကအမေးပါးတွေအကုန်လုံးအုံသည့်ချစ်တလို့ချစ်ထုတ်ပစ်လိုက်တာမို့နောက်ထပ်ရာသီပြန်ပေါ်လာနိုင်သားရဲ့ဖြစ်နိုင်တယ်အချစ်လိုသွားရင်လည်းသမီးပေါက်ပေါက်ရဲ့မမဖြစ်တယ်လို့မျိုးအချင်းအပိုင်းစတွေကြံရစ်ခဲနိုင်ပြန်ရောဒါဆိုရင်သွေးစင်းနေတာရက်မသွားပဲသွေးဆက်စင်းမယ်ဒီလိုမျိုးအလောတော်အနေတော်ဘယ်အစိုးနှစ်ဖက်ကမှမရောက်ပါပဲချစ်နိုင်မှုဆိုတာကတော့ဆရာဝန်ရဲ့အတွေ့အကြုံရင်းချက်မှု လူနာရဲ့တအိမ်အနေထားယောဂအခြေအနေတအိမ်ထဲကြံရစ်တဲ့ပစ္စည်းရဲ့ပမာဏစားတဲ့စားတဲ့အချက်လက်တွေဘောင်းဆောင်ပေါ်မူတည်နေတယ်အဲ့ဒါလို့ပြောတော့အတွေ့အကြုံနှုတ်သေးတဲ့ဆရာဝန်ချင်းရင်ဒီလိုပြဿနာမျိုးပိုဖြစ်တယ်လို့ရေပူရပြောနိုင်ပေမဲ့ဒီလိုပြဿနာမျိုးဟာအတွေ့အကြုံရင့်ကျက်လှပါပြီဆိုတဲ့ဆရာဝန်အရင်အမကြီးတွေမှလည်းအစင်မသိရင်တခါတည်းရန်တွေ့ကြုံရတတ်တဲ့ကံစိုးမှုတစ်မျိုးလို့ပြောနိုင်ပါတယ် တမီမမမှာဖြစ်တဲ့ပြဿနာကတော့ခံမန်းကြည့်ရတာအရင်ခွဲစိတ်ထားတဲ့တအိမ်နေရန်ကခွဲစိတ်တင်ရတဲ့မှာအချင်းကတွေ့ကက်နေရင်တအိမ်ချစ်ရတာဟာပေါက်ထွက်ဖို့ရောသွေးထွက်ဖို့ရောအနေရီများနိုင်သလိုမတော်တဆကြံရိတ်ခဲနိုင်တဲ့အနေရီလည်းရှိနေပြန်တယ်။ပေါက်သွားမှာကိုစိုးရင်ပူပန်ပြီးချစ်ရင်ကြံရိတ်ခဲနိုင်တာဖြစ်နိုင်မယ်လို့ထင်မြင်ယူဆမိရဲ့တမီရေ။ဒါကြောင့်တမီမေးတဲ့ဒီလိုအချင်းပိုင်းစကြံခဲ့တာက ဆရာဝန်မကျွမ်းကျင်လို့လားဆိုတဲ့မိကုံးကို အမှန်အတိုင်းရှက်ရှက်နဲ့ဖြေရမယ်ဆိုရင်တော့ဦးဦးခမရမှာလည်းခုထိဆရာဝန်တက်တန်း23နှစ်အိုဂျီတက်တန်း15နှစ်ရှိလာပြီမဲ့အဲ့ဒီလိုကြံရိတ်ခဲ့တာရှိနေတော့မှာပဲလို့မျက်နှာခက်ပူပူနဲ့ပဲဖြေရပါလိမ့်မယ်ခုလောက်အတွေ့အကြုံများခဲ့ပြီဖြစ်ပေမဲ့တအိမ်ချစ်ခဲ့ရတဲ့အချိန်ပေါင်းဘယ်နှကြိမ်လဲဆိုတာတော့မရေတွက်နိုင်လောက်အောင်များခဲ့ပြီမဲ့ အေချစ်တော့မယ်ဆိုတိုင်းခုထိတတိကြီးကြီးနဲ့ကိုခြေလန်းလေးတလန်းမမရွံ့ရအောင်ခရူးဆိုင်နေရစေ။ဘာကြောင့်လဲဆိုတော့တအိမ်ထုတ်တယ်ဆိုတဲ့မေဂျာခွဲစိတ်မှုတွေမှာကကိုမျက်စိနဲ့ဓာတ်ရိုက်မြင်ရတဲ့ခွဲစိတ်မှုတွေပဲဖြစ်တယ်။တအိမ်ချစ်တာဟာမမြင်ရတဲ့အမှောင်နဲ့မှန်ဆပြီး feeling နဲ့ချစ်ရတာဖြစ်တယ်။စန်တဝါဝါနဲ့ရှောက်ရတာမို့ကြောက်ကြီးရဲ့အချိန်မရွေးကြသွားနိုင်တယ်။အထူးသဖြင့်ခလေးဖြတ်ချပြီးရောက်လာကြတဲ့မိခင်တွေရဲ့တအိမ်မှာဆိုရင် အရင်ကဖဲထီးတန်ချောင်းနဲ့လက်တွေကထိုးထားတာမို့နဂိုကလေးကပောက်ပြီးသားအပေါက်ကြီးတဲ့ကိုကအပါတရချစ်မိလိုက်ရင်သွားပြီးကြောက်ကြီးတဲ့ကားကနေကြသွားနိုင်တာပေါ့ကွာပြီးတော့သမီးမမလိုမျိုးအရင်ကခွဲစိတ်ပြီးသားတန်ရာကိုချစ်ရရင်လဲမတော်တဆသွေးထွက်တတ်တဲ့တအိမ်ပေါက်သွားတတ်တဲ့အနေရတွေကခမများများဒါကြောင့်မို့လို့ဆရာဝန်တွေဟာလူနာတယောက်ကိုခွဲစိတ်ခံတဲ့ဝန်ကန်ဒီလို့ consent သဘောတူညီချက်ရယူခံနေတိုင်း ဖြစ်တတ်တဲ့သဘာဝတွေအနေရတွေကိုအမှန်အတိုင်းရှင်းပြဖို့တာဝန်ရှိတယ်။နောက်တစ်ခုကတမိမိတဲ့ကိစ္စဆရာဝန်နှစ်ယောက်ဟာဆုံးဖြတ်ချက်မတူတဲ့ကိစ္စအချင်းအပိုင်းစကလေးကြံရိတ်ခဲ့တော့ပထမအိုကြီးကဆေးပေးပြီးဆက်ကူမယ်။တမိမမကနောက်အိုကြီးတယောက်ကိုပြောင်းပြတော့တအိမ်ပြန်ချစ်ရမယ်လို့ဆုံးဖြတ်တယ်။အဲ့ဒါလို့ဘာကြောင့်မတူရသလဲလို့တမိကမေးခဲ့တယ်။ဒီကိစ္စမှာလဲတမိကိုရှေ့မှာရှင်းပြပေးခဲ့တယ်လို့ ဒီနေ့နှစ်နေ့စလုံးမှန်နေစိုက်နှစ်သက်ရာတနေ့နေ့နဲ့ကုသနိုင်နေဘယ်နည်းကိုရွေးချယ်ရမလဲဆိုတာဘလို့ဘသူကရွေးချယ်မလဲဆိုတဲ့မေးခွန်းမေးစရာရှိလာပါတယ်ဟိုးရင်ခေဟောင်းတစ်ခုလုံးမှာတော့လူနာကိုဘလို့နည်းနဲ့စေးကုသမှာလဲဆိုတာဟာဆရာဝန်ရဲ့ဆုံးဖြတ်ချက်တသက်ပဲဖြစ်တယ်လူနာတွေကဘာဆိုဘာမှလည်းမသိဘူးနားလည်းမလဲဘူးဒီတော့လူနာကလည်းဆရာတို့ကောင်းမဲ့တင်တယ်လို့လုပ်ပါကျမအသက်ကိုဆရာလက်ထဲအပ်ပါတယ်ဒါဆိုပြီးပြီး ဒီလိုမဟုတ်ဘဲနဲ့လူနာကမသိလို့နားမလည်လို့ပြန်မေးမယ်ကုသမှုကိုမရှင်းလို့ပဲဖြစ်ဖြစ် မကျေနပ်လို့ပဲဖြစ်ဖြစ်မေးမယ်မြန်းမယ်ဆိုရင်လေဆရာဝန်တချို့ကခမရဆရာဝန်လားကျောက်ကဆရာဝန်လားလို့မေးတာခံရလိမ့်မယ်အခုခေတ်သစ်ဆေးလောကမှာအယူအဆသဘောထားပြောင်းလဲမှုတွေရှိလာပြီးလူနာအတွက်ပေးမဲ့ကုသမှုပုံစံမျိုးစုံ ရှိနိုင်တယ်ဆိုရင်ဆရာဝန်ရဲ့တာဝန်ကဒီကုသနည်းတနည်းချင်းရဲ့တဘာဝရဲ့သူ့ရဲ့ကောင်းချက်တွေနဲ့ဆိုးချက်တွေအားလုံးရှင်းပြရတယ် ူနာကလည်းမသိသေးတာတွေကိုမေးပြီးတော့မှလူနာရဲ့စိတ်ကြိုက်ရွေးချယ်ခွင့်ကိုပေးရတာဖြစ်တယ်။အဲ့ဒီနည်းကို inform choice လို့ခေါ်တာပေါ့။ဆရာဝန်ဟာမိမိရဲ့ပညာနဲ့လူနာနဲ့အသင့်တော်ဆုံးနည်းကိုဝိုင်းကူညီပြီးရွေးချယ်တက်မှတ်ပေးရမှာဖြစ်တယ်။ပြီးတော့လူနာကနောက်ဆုံးဆုံးဖြတ်ချက်ကိုချလို့ခွဲစိတ်နည်းကိုရွေးပြီးဆိုပါတော့ဥပမာတအိမ်ချစ်တော့မယ်ဆိုရင်တအိမ်ချစ်ရမှာကြုံရမယ့်အခြေအနေ ဥပမာမိစေပေးလိုက်မှမို့မိပြီးအိပ်ပျော်သွားမယ်မနာဘူးလုံးဝမသိလိုက်ဘူးဆိုတာပြောပြရပါမယ်ပြီးရင်ခွဲစိတ်ရမှာဖြစ်တဲ့ကြုံတတ်တဲ့သဘာဝတွေရဲ့ဘေးရန်နေရာတွေကိုလည်းသတိပေးကြရတယ်ဥပမာတအိမ်ချစ်တာခဏပဲ9မိနစ်10မိနစ်ပဲကြာမယ်မနေ့ချစ်ပြီးရင်ညနေအိမ်ပြန်နိုင်ပြီးမိုင်းနာခွဲစိတ်မှုဖြစ်တယ်ဒါပေမဲ့ခွဲစိတ်မှုတိုင်းမှာမတော်တဆဖြစ်တတ်တဲ့အနေရာတွေရှိတတ်တယ်ဥပမာမိစေအနေရဲ့တအိမ်ချစ်ရင်နဲ့သွေးထွက်လွန်တတ်တဲ့ တအိမ်ပေါက်တတ်တဲ့အန္တရာယ်ရှိတတ်တယ်။ဒါကြောင့်မို့တခါတရံအစင်မသိရင်သွေးသွင်းရတတ်တယ်။တအိမ်ခွဲစိတ်ပြီးထုတ်ပြစ်ရတာမျိုးလဲရှာရှာပါပါဖြစ်နိုင်ခြေရှိတယ်။တခါတရံတအိမ်ချစ်ပြီးပေမဲ့အချင်းအပိုင်းစလေးတွေကြံရစ်တတ်တယ်။အဲဒါဆိုရင်နောက်တစ်ချိန်တအိမ်ထက်ချရတတ်တယ်။စာသဖြင့်ရှင်းပြပြီးလူနာကဒီချက်တွေကိုနားလဲသဘောပေါက်ပြီးဆိုမှသဘောတူလက်မှတ်ထိုးမှခွဲစိတ်ခံနေဝင်ရတာဖြစ်တယ်ဒီလိုမျိုး စေကုတဘုံဒီလိုမျိုးလူနာကိုအချိန်ပေးပြီးရှင်းပြဖို့ မေခွန်းတွေမေခိုင်းပုံလူနာရဲ့ဆုံးဖြတ်ချက်ကိုလက်ခံကူတာပေးရပုံစားတဲ့နေတွေအားလုံးဦးဦးအင်္ဂလန်ကျွန်းမှာလုတ်ခဲ့တုန်းကနေစာတူဝါလုတ်ဆောင်ခဲ့ရပါတယ်။သူတို့ရဲ့စနစ်နဲ့တဘာဝကဒီလိုပဲဖြစ်တာ哦။လူနာတယောက်ချင်းကိုတေချာစနစ်တကျရေးပြီးမှတ်တမ်းတင်ထားရတယ်။သူတို့စီမာက အစ်စ်မသိရင်လူနာကမကျင်နဲ့လို့တရားစွဲတတ်ကြတာမို့အဲ့ဒီလိုအစွဲခံရရင် ကိုယ့်ဘက်ကပြန်ပြီးတော့ခုခံခြေပါနိုင်စေဖို့ အစအစအရာရာဘတ်ပေါင်းစုံကမလီဟင်းရလီအောင်ကြိုတင်ကာကွယ်ရတဲ့သဘောလည်းဖြစ်ပါတယ်။ဦးဦးမြန်မာပြည်ကိုပြန်ရောက်တော့အင်္ဂလန်ကျွန်းမာတော်ကလိုမျိုးလူနာတွေကိုတေချာရှင်းပြဖို့ကြိုးစားခဲ့တယ်။ဒီမှာတော့တိတ်ပြီးမအပ်ဆက်ဘူးပဲပြောရမလား။ဘလောက်အာပေါအောင်ရှင်းပြရှင်းပြလူအများစုကတော့ပြီးရနဲ့ဆရာစိတ်ကြိုက်လှုပ်ချင်ရလို့ပါကျမတို့အသက်ကိုဆရာအပ်ပါတယ်လို့ပြောကြတာပဲ ခွဲစိတ်ခံနေမှာဖြစ်တတ်တဲ့အနေအရကိုရှင်းပြရင်လဲအယံကရောကြောက်ရွံ့ပြီးစေးရုံကဆင်းပြရဲ့လူနာတော်ကြုံဘူးတယ်။သူတို့ကခွဲကန်းနဲ့ဝင်ရင်ဘာမှကြောက်စရာမလိုဘူးဘာမှမဖြစ်နိုင်ဘူးလို့ပြောမှဝင်ရဲတာ။ငကိုကမှခွဲကန်းနဲ့ဝင်ရမှာကိုတင်မလောက်ကြောက်တတ်သူကိုခွဲစိတ်ရင်ဖြစ်တတ်တဲ့အနေအရအသေးစိတ်ပြောပြဖို့အဆင်ပြေပါမလားစဉ်းစားစရာ။ဒီလိုနဲ့ပဲလူနာကိုတေချာရှင်းပြတာလူနာစိတ်ကြရွေးချယ်စေတာစားတဲ့ခစ်သစ်စေးသိပ်ပံပညာရဲ့အလေးထားတွေဟာ ဥဦးတို့အရက်မှာတော့တိတ်ပြီးမထွန်းကမကြေပြန့်သေးဘူးလို့ပြောရမလားပဲနောက်တစ်ချက်ကတော့ဆေးရုံဆေးကန်းတွေမှာလူနာတွေကအများကြီးဆရာဝန်ကတယောက်တည်းလူနာတယောက်ကိုအချိန်များများမပေးနိုင်တဲ့ပြဿနာပဲဖြစ်တယ်အင်္ဂလန်မှာက appointment system ဖြစ်တယ်လူနာတယောက်ကိုအနည်းဆုံး15မိနစ်အချိန်ပေးပြီးအချိန်အတိအကျချိန်ဆလို့ရှိတယ်လူနာတွေအများကြီးတန်းစီပြီးတယုံယုံနဲ့ထိုင်ဆောင်နေကြမလို့သူ့ကိုအတိအကျသတ်မှတ်ချိန်ဆတဲ့အချိန်မှာလာလိုက်ုံပဲ ဒီမှာကဘဲအုပ်က100 200၊မတ်ပေတာကတပင်နဲ့ဆိုသလိုမျိုးဆရာဝန်ရှေ့မှာလူနာတွေကတယုံယုံနဲ့တယောက်ပြီးတယောက်လူရက်ပြီးအလှဲကျဝင်ကြရတာမဟုတ်လား။ gain တမီးလေးပပောက်ရေဆရာဝန်နဲ့လူနာတွေမကပါဘူး။မိဘနဲ့သားသမီးဆရာနဲ့တပည့်ဈေးအောင်သူနဲ့ဈေးဝယ်သူအလौရှင်နဲ့အလौတမလူမှုအတိုင်းဝိုင်းရဲ့နေရာတိုင်းမှာအရေးအကြီးဆုံးကတော့လူမှုဆက်ဆံရေးအဆင်ပြေဖို့ တဦးနဲ့တဦးအပြန်အလှန်နားလည်သဘောပေါက်ပြီးကိုင်းကျွန်းမီကျွန်းကိုင်းမီဖြစ်ဖို့ communication skill လူမှုဆက်ဆံရေးအတတ်ပညာကျွမ်းကျင်မှုဟာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။ဘယ်နေရာမှာဖြစ်ဖြစ်ပြဿနာတွေဖြစ်လာပြီးဆိုရင်တေချာလေ့လာကြည့်ရင်တဦးနဲ့တဦးနားလည်မှုလွဲမှာမကြေမနက်ဒေါသစိတ်တွေနဲ့အပြန်အလှန်အထင်မြင်တွေလွဲနေတာတွေဟာတရားခံဆိုတာတွေ့ရပါလိမ့်မယ်။ ဒါကြောင့်ကိုချင်းစာတရားကိုအခြေခံတဲ့လေးလေးစားစားပွပွင့်လင်းလင်းရေကျေးပြူငါစွာဆက်ဆံတတ်ဖို့ရာအရေးကြီးလာတာပေါ့အခုဆိုရင်လဲចောင်းဆရာတရားအနေနဲ့မိမိတပည့်စေចောင်းသားလေးတွေကို စေပညာသာမကဆရာဝန်တွေထားရှိအပ်တဲ့စိတ်ထားသဘောထားနဲ့ကျင့်ဝတ်တွေရင်ကျေးပြူငါစွာနဲ့ဆက်ဆံနေတွေ inform concert uni counseling နှစ်သိမ့်ဆွေးနွေးအကြံပေးနေတွေစတဲ့လူမှုဆက်ဆံရေးစကားပြောပုံပြောနေတွေအားလုံးကိုပါ တေချာဂယုဆိုင်ပြီးတင် जा လေးကျင့်ပေးနေရတာဖြစ်တဲ့သမီးရေသမီးလေးပေါပေါရေဥဥဒီလောက်ရှင်းပြလိုက်ပြီးဆိုရင်နားလေလောက်ပြီးလို့ထင်တယ်ပထမဆုံးတအိမ်ချစ်ရမှာမကုံမစင်မဲအချင်းအပိုင်းဆလေးတွေကြံရိတ်ခဲ့တာဟာဆရာဝန်မတော်လို့မကျွမ်းကျင်လို့လည်းမဟုတ်ပါဘူးမိသည့်ဆရာဝန်မဆိုအစင်မသိရင်တခါတရံကြုံရတတ်တဲ့ကိစ္စလေးတစ်ခုပဲဖြစ်တယ်နောက်တစ်ချက်ဒီလိုအချင်းအပိုင်းဆလေးကြံရိတ်ခဲ့တာကိုပထမဆရာဝန်က စေးပေးပြီးကူမယ် ဒုတိယဆရာဝန်ကတအိမ်ချစ်မယ်စားတဲ့ကုသနေမတူတဲ့ကိစ္စမှာရောဘသူကမှားတယ်လဲဆိုတော့ဘသူမှမမှားပါဘူးကုသနေနှစ်နည်းရှိတဲ့အကြောင်းအဲ့ဒီတဲကမှလူနာကိုအကောင်းဆိုးရှင်းပြပြီးလူနာရဲ့စိတ်ကြိုက်ရွေးချယ်ခွင့်ပေးတဲ့ informed choice ဆိုတဲ့ခေတ္တစေပညာအလေးထားကိုကျင့်သုံးမှုအားနည်းသေးတာကြောင့်လူနာနဲ့ဆရာဝန်ရဲ့ကြားမှာနားလည်မှုတွေလဲမှားပြီးအထင်မှအမြင်မှဖြစ်ရတဲ့အခုလိုအဖြစ်မျိုးနဲ့ကြုံခဲ့ရတာပဲဖြစ်ပါတယ် ကိုင်ဦးဦးရဲ့ပြန်စာအရှိကြီးဒုတိယပိုင်းကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုတော့နော်တမီးလေးဆုတောင်းပေးသလိုဦးဦးတယောက်လည်းဘဝတလျှောက်လုံးနောက်ဆုံးထွက်သက်အထိဆေးကုစာတင်စာရီရေးနိုင်ရပါလို့ဤတမီးလေးပေါပေါနောက်တနေ့ပညာလဲပြေဝနှလုံးရည်လဲပြေဝလှပါတဲ့တောက်ဖွားမီရဲ့အထူးကုဆရာဝန်မကြီးတယောက်အဖြစ်လောကအလယ်မှာတင့်တယ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်ဦးဦးဒေါက်တာဆိုးလွင် thank you